ဲလေးလေးဒါကတော့ American Cobia ဘုံကျဲလေးလေး Blue Spirit ဖြစ်ပါတယ် Brigade နောက်ဆုံးအဆင့်တီချွန်မှုတွေကတခုလေးဖြစ်ပါတယ်။သူရဲ့ကိုပြောက်ဆိုင်ကြောင့်ရန်သူနေနေလေးကိုတရရဲ့ဝင်ရောက်တိုက်ခိုက်နိုင်ပြီးရန်သူလူတွေကမနေနိုင်တဲ့အတွက်ကိုပြောက်တယ်လို့ဆိုကြတာပါ။ဝေဟင်ကကိုပြောက်စစ်စီလို့လည်းတင်စားခေါ်ကြတယ်။ တိကျတဲ့ GPS လမ်းညွှန်မှုစနစ်ပါဝင်ပြီးအပြတ်စွာမြင့်တဲ့ဘုံတွေကိုတင်ဆောင်လာတဲ့ B2 တကြီးဟာပြမတ်ကိုမိုင်းထောင်ပေါင်းများစွာအကွာကနေတိကျအောင်ဖြည့်ဆည်းပြနိုင်ရန်ရှိပါတယ်။သူရဲ့ပိုးပြောက်စွမ်းရည်ကြောင့်ရန်သူရေဒါတွေမှာလုံးဝဖမ်းလို့မမိရတဲ့အတွက် ်အဲ့ဒီအများဆုံးနေရှင်တွေကိုရန်သူတွေမသိစေတဲ့အောင်မြင်အောင်ဆွမ်းဆောင်နိုင်ပါလေဒါပြင်ဒီလေးရင်ကိုလေးထဲမှာလည်းစီဖြူလို့ရတဲ့အတွက်ကဘာကြီးရဲ့ဒဏ်ရာကိုမဆိုမရနာနာပဲစက်တိုက်ပြန်တန်းလာမှာဖြစ်ပါလေဒီလိုကကဘာပေါ်မှာဈေးကြီးဆုံးလေးရင်ဖြစ်ပြီးအမေရိကန်ဒေါ်လာ2.13ဘီလီယံတန်ကြီးရှိပါလေဒီတန်ကြီးဟာ Boeing 747လေးစကောင်းကြီးနဲ့ညီမျှပါတယ် ဒီတော့ B2 တွေဟာဘာကြောင့် B1 နဲ့ချီပြီးတန်ဖိုးရှိနေရတာလဲ။သူ့ကိုဘလို့ဒီဝက်နီးပညာတွေနဲ့ကြီးစောက်ထားတာလဲ။ဒီလိုမျိုးလည်းမတော့အဝေးဆုံးကွာဝေးကိုပြန်တန်းနိုင်ပြီးပြမျက်ကိုအလွန်တိကျအောင်တိုက်ခိုက်ချေမုန်းနိုင်တဲ့ B2 Spirit ရဲ့ဖြည့်ဝက်နီးပညာတွေအကြောင်းကိုပြန်ဆက်ပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ဒီလိုလေးမစတင်ရင်ကျွန်တော်ရဲ့ Insight Danger Channel ကို Subscribe နေပြီးဒီလားကလူဒီခေါင်းလေးကိုနှိပ်ထားကြကြပါလို့ပြောချင်ပါတယ်။ ဒီတို့တွေကိုစေရေးကာလအတွင်းတော့ကလုံဝေးပွားတဲ့ပြစ်မှတ်တွေကိုတိတိစိတ်ဘုံကျင်းနိုင်ဖို့အဆင့်နှစ်တင်ကြကြတာဖြစ်ပါလေ1989ခုနှစ်ကလေးကအမေရိကန်စစ်တပ်ရဲ့အရေးပါဆုံးလက်ထက်တစ်ခုဖြစ်ခဲ့ပါလေဒီတို့လေရင်ရည်ရဲ့အရှိတော်တော့69ပြီရှိရပြီးအတောင်မဲ့9ခုရဲ့အကွာဝေးကတော့182ပြီရှိပါလေဒီတို့ spirit ကိုကိုပြောက်ဘုံကျဲလေရင်လို့ခေါ်ရတဲ့အကြောင်းကတော့သူ့ရဲ့ကိုယ်အောင်ဖြောင်းနိုင်တဲ့အဆင့်ရဲ့မိပညာကြောင့်ဖြစ်ပါလေ ကိုပြောင်းနည်းပညာဆိုတာကတော့ဗီဒူးကိုတိဆောက်ထားတဲ့ဒီဇိုင်းကြောင့်ပါပဲသူရဲ့ကူးကြတဲ့ဒီဇိုင်းကြောင့်ရန်သူရေဒါတွေကခြေရာခံလို့မရတဲ့အတွက်ကိုပြောင်းနေတယ်လို့ဖြစ်နေပါပါဒီနေရာမှာလေကြောင်းပါပေါ်ရေးစနစ်ရဲ့ရေဒါတွေလွတ်လွတ်ပုံကိုအနည်းငယ်ရှင်းပြချင်ပါတယ်။ရေဒါတွေဟာအရက်နဲ့နာအနှက်ရေဒါလိုင်းတွေကိုအစစ်မပြတ်ပို့လွှတ်နေပါလေ။ဒီအချိန်မှာမတင်ကားစရာလေရင်တစ်စီးသာ ပြန်တန်းလာခဲ့မယ်ဆိုရင်ရေဒါလိုင်းတွေကအဲ့ဒီလေရင်ကိုတိမိပြီးပြန်ကန်ထွက်လာပါလေ။ ပြန်ကန်ထွက်လာတဲ့ line တွေကိုအခြေဆိုင်စခန်းကပြန်လည်ဖမ်းယူပြီးအဲ့ဒီလေရင်ကိုအလွယ်တကူပဲပြစ်ချနိုင်ပါလိမ့်မယ်။ဒါပေမဲ့ B2 Spirit ကို Reader line တွေရိုက်ခတ်တဲ့အခါမှာဆိုရင်တော့သူ့ရဲ့ချောင်းမွေးရဲ့ design ကြောင့် Reader line တွေကိုပြန်ကန်မသွားစေဘဲနေရာအနှံ့ကိုတွေးဖယ်သွားစေပါလိမ့်။ ။ဒါကြောင့်ရန်သူနေမျိုးပေါ်မှာဖြတ်ပြန်သွားရင်တော့ရန်သူတွေလုံးဝတိတ်လိုက်ရမှာမဟုတ်ပါဘူး။ဒီခြေနေကိုကိုပြောက်တယ်လို့ခေါ်ကြတာပါ။ဒီသူရဲ့လေရင်ကိုယ်တွေမှာလဲရေဒါ line တွေကိုစွန့်ယူနိုင်တဲ့အထူးစည်းရီတစ်မျိုးကိုတုံ့လင်းထားပါလေ။ဒီစည်းရီကရေဒါ line တွေကိုစွန့်ယူနိုင်တဲ့အတွက်ပြန်ကန်ထွက်သွားမှာကိုဒါစီပေးပါလေ။လေရင်ရဲ့တခြားအစိတ်ပိုင်းတွေကိုလည်းခြေရာခံလို့မရအောင်ဒီဆောက်ထားပါသေးတယ်။စဉ္ညာတန်ကိုရှော့ချနိုင်ဖို့အတွက်အင်ဂျင်ကိုလည်း လေးရဲ့အတွင်းပိုင်းမှာထည့်သွင်းပြီးစောက်ထားပါတယ်။အင်ဂျင်လူစားကတော့ F18 GE 100 Turbo Engine လေးလုံးနဲ့မောင်းနေတာပဲဖြစ်ပါတယ်။အင်ဂျင်တလုံးစီဟာပေါင်တပေါင်း8300အားနဲ့တွန်းကန်ပြီးနေပါလေ။ဒါကြောင့် V2 Spirit ကိုစနေလောက်ပြန်တမ်းမယ်ဆိုရင်လေးရင်းစီဂါလန်ပေါင်း4500ကိုကြာမှာပါ။ဒံပုံးငွေအားဖြင့်ကတော့အမေရိကန်ဒေါ်လာ2300ကိုကြာနိုင်ပါလေ။ စီတိုင်ဒီကိုတော့တောင်ပံထဲမှာမြုပ်နှံထားပြီးလေးရာအဖြစ်ပေါင်3600ခန့်ထောင်သေဆောင်နိုင်ပါတယ်ဒီရကလည်းဗီဒူးကိုမိုင်ပေါင်း6000လောက်စီမဖြေပဲမယမနာပြန်တန်းစီနေပါပါ။ဒီကပေါ်ပြီးဝေးဝေးပြန်တန်းနေတဲ့ဆိုရင်လေစီဖြစ်လေရင်ဒီနဲ့မယမနာဆက်လက်ပြန်တန်းနိုင်ဦးမှာပဲဖြစ်ပါလေ။ဗီဒူးကိုမောင်းနေမဲ့လူနှစ်ဦးလိုအပ်ပြီး ပိုင်လော့နဲ့မရှင်ကွန်မန်ဒါတို့ပါဝင်ပါတယ်။ပိုင်လော့ကတော့ဘယ်ဘက်ခုံမှာတန်ရပြီးမရှင်ကွန်မန်ဒါကတော့ညာဘက်ခုံမှာတန်ရပါတယ်။လေရဲ့ကိုရီတွေအားလုံးကဒေါ်မန်လီတွေမှာညှက်နေကြပါလေ။ဒီလိုထူးခြားတဲ့ဒီဇိုင်းကြောင့်လေရင်ကိုထိန်းချုပ်တဲ့နေရာမှာဗာမန်လေလင်းနေနဲ့တိတိတသာကွဲပြတ်သွားကြပါပါ။လေရဲ့ဒီမိုင်းထိန်းချုပ်ရေးကြိယာတွေကတော့ပဲ့ထိန်းတက်မှပဲဖြစ်ပါလေ။တောင်မန်တစ်ဖက်စီမှာတက်မှနှစ်ခုစီပါဝင်ပြီးလေရင်ကိုခွင့်ရှင်တဲ့အခါမှာတက်မှနှစ်ခုကတရားနဲ့လှုပ်လို့ပါလေ။ အတောင်းနဲ့နှစ်ဖက်လုံးကတက်မာတွေကိုဖွင့်လိုက်လို့ဆိုရင်တော့အရှိန်ထိန်းပေးတဲ့ brake system နေနဲ့လှုပ်ဆောင်ပေးပါတယ်အခုမြင်နေရတဲ့တက်မာလေးတွေကတော့လေရဲ့အမြင့်ပေထိန်းချုပ်တဲ့အလုပ်ကိုလုပ်ပါတယ်တက်မာတွေအားလုံးကိုအပေါ်ကိုမြင့်လိုက်ရင်တော့လေကအပေါ်ကိုထောင်ထက်သွားမှာဖြစ်ပြီးတက်မာတွေအောက်ဘက်ကိုနှိမ့်လိုက်ရင်တော့လေကအောက်ကိုထိုးဆင်းသွားမှာဖြစ်ပါတယ်ဒီဘက်ကတက်မာလီကအပေါ်ကိုမြင့်နေပြီးညာဘက်ကတက်မာလီကအောက်ဘက်ကိုနှိမ့်ထားမယ်ဆိုရင်လေရင်ကဘယ်ဘက်ကိုစောင်းသွားမှာဖြစ်ပြီး ညာဘက်ကတက်မှလေကမြင့်နေပြီးဘယ်ဘက်ကနှိမ့်နေလို့ညာဘက်ကိုစောင်းသွားမှာပဲဖြစ်ပါလေအခုနေနေရတာကတော့လက်နဲ့တွေထားတဲ့အခန်းဖြစ်ပြီးအဲ့ဒီအခန်းမှာဘုံတွေကိုစုံလေစနစ်နဲ့တက်ဆင်ထားပါလေလေမှုကဘုံကျဲကိုစုံပြက်လိုက်တဲ့အခါမှာအောက်ကကတကားလေးပွင့်လာပြီးရွေးချယ်ထားတဲ့ဘုံကိုစုံလေစနစ်နဲ့ရွေးချယ်ကျင်းချနိုင်မှာဖြစ်ပါလေ ဒီစနစ်ဟာ B2 ကိုအမျိုးမျိုးသောလက်နက်တွေတည်ယူသွားလို့ရအောင်ပြုလုပ်ပေးထားပါတယ်။ဥပမာပေါင်80ကနေပေါင်9000ကျင်းရရှိတဲ့ဘုံမျိုးမျိုးပြမတ်ကိုအလင်းနဲ့ပြတ်ကတ်နိုင်တဲ့ GPS လမ်းညွှန်မှုပါတဲ့ဘုံတွေကိုပြောစနစ်ပါတဲ့တာဝေးပြတုံးကြီးတွေနဲ့ယူဂီးယားထိပ်တူးတဲ့တုံးကြီးတွေတော့မှတည်ယူသွားနိုင်ပါတယ်။သုံးများဆုံးဘုံကတော့ GDM လို့ခေါ်တဲ့ GPS လမ်းညွှန်မှုစနစ်ပါတဲ့ဘုံပဲဖြစ်ပါလေ။ ဘီဒူဒီဟာဂျေဒန်ဘုံနဲ့ပြမျက်ကိုတိုက်ခိုက်မယ်ဆိုရင်ပြမျက်ရဲ့ဒီလီယာပေါ်ကနေတိုက်ရိုက်ပြန်တန်းသွားစရာမလိုပဲရှစ်မိုင်အကွာကနေတိုက်ခိုက်နိုင်ပါလေဂျေဒန်ဘုံဟာလေရင်ပေါ်ကကျေးကျလိုက်တဲ့နေ့တိုင်းနဲ့သတ်မှတ်ထားတဲ့ဒီလီယာကို GPS လမ်းညွှန်မှုစနစ်နဲ့တိတိကျကျတိုက်ခိုက်ချေမှုနိုင်ပါလေဒီလူစပီရီဟာကိုပြောင်းနိုင်တဲ့စွမ်းရည်တိကျမှုနဲ့မိုင်ထောင်နဲ့ချီပြီးမေယာမနာပြန်တန်းနိုင်တာမျိုးကြောင့် တာသိစရာကောင်းတဲ့ဒီထမှုတစ်ခုပဲဖြစ်ပါလေ။သူ့ရဲ့တမှုထူးခြားတဲ့ဒီဇိုင်းနဲ့အစစ်မြင့်တဲ့ဉာဏ်ပညာတွေကြောင့်ဘီဒူးဟာတခြားသောစစ်သုံးလေယာဉ်တွေမဆွမ်းဆောင်နိုင်တဲ့မရှင်တွေကိုတိတိကျကျအောင်မြင်အောင်